ယူကရိန်းနိုင်ငံမှာဥရောပလိုလားတဲ့သမရလောင်ပက်ထရိုပိုရိုရှန်ကိုရွေးကောက်ပွဲမှာမဲပြတ်တက်နိုင်လိမ့်မယ်လို့တာဆူနေတဲ့အချိန်မှာပဲနိုင်ငံအရှိတိုင်းကအကြီးဆုံးလေဆိပ်တစ်ခုကိုလက်နက်ကန်ခွဲထွက်ရေးသမားတွေကတိုက်ခိုက်ခဲ့ပါတယ်။ KF မြို့တော်မှာတော့ရွေးကောက်ပွဲအပြီးတနင်္လာနေ့ကအခြေအနေခက်အေးအေးနဲ့ညီတက်နေပုံရပါတယ်။ View သတင်းတာ El Pasin သတင်းပေးပို့ထားတာကိုတော့ဦးသက်လွေထွန်းကတင်ပြပေးပါမယ်ရှင်။ KF မြို့လွတ်လပ်ရေးပန်းခြံထဲမှာနေရာဒီမို့လှပတဲ့ရှုခင်းနဲ့ပန်းဖြေသူတွေရှိနေပေမဲ့ နိုင်ငံရေးကိစ္စတွေကိုတော့ပြောဆိုနေကြဆဲပါ Я думаю, что он может быть даже более жестко будет сейчас вести себя. ခုသမထတဲ့အရှေ့ဘက်ကကိစ္စတွေကိုပို့ပြီးတော့တင်းတင်းကြပ်ကြပ်ခြံတွေလာလိမ့်မယ်လို့ထင်ပါတယ်။အဲ့ဒီမှာကဥရေစုံမွေးရေးအတွက်အရေးကြီးလိုအပ်နေပြီးဘယ်သူမှတာဝန်မယူနိုင်မှုဖြစ်နေပါဘူး။ полноту какую только возможно. Но навести порядок, конечно, надо. наш важнейший အဓိကအရေးကြီးဆုံးကိစ္စကနိုင်ငံကိုပြန်ပြီးတော့ထူထောင်လာအောင်ဥရောပသက်မကတဲ့ဝင်ဖို့ပါပဲ။ ခရိုင်းမီးယားဒွန်ဘတ်လူဟန်စ်နဲ့အရှေ့ပိုင်းဒေသတွေအားလုံးလည်းပြန်ရဖို့လိုတယ်လို့နိုင်ငံတွေကပြဿနာတွေအားလုံးလည်းပြေလည်သွားဖို့လိုပါတယ်ရုရှားနဲ့ယူကရိန်းကြားငြိမ်းချမ်းရေးတည်ဆောက်ဖို့လည်းအရေးကြီးပါတယ်ကြီးကျော်တဲ့သူတွေအနေနဲ့တက်တွေပြန်ပြီးနောက်ဆုတ်သွားဖို့လည်းလိုပါတယ်ဒီလွတ်လပ်ရေးပန်းခြံဟာပြီးခဲ့တဲ့ဆန္ဒပြပွဲတွေအတွင်းတိတ်ဆုံးခဲ့တဲ့သူတွေကိုဂုံပြုတဲ့နေရာလည်းဖြစ်ပါတယ်။အဲဒီဆန္ဒပြပွဲတွေတုန်းကသမရပြုတ်ကြသွားခဲ့ပါတယ်။ တနင်္ဂနွေနေ့ကလုတ်ခဲ့တဲ့ယူကောက်ပွဲတွေဟာခရိုင်းမီးယားကိုရုရှားတွေသိမ်းပိုက်မှုအရှိဘက်ပိုင်းကခွဲထွက်ရေးလှုပ်ရှားမှုတွေအပါအဝင်လာပေါင်းအတော်ကြာမငြိမ်မသက်မှုတွေကြားကအောင်မြင်မှုတစ်ခုလို့ဆိုနိုင်ပါတယ်။အရှိဘက်ပိုင်းဒေသတွေမှာမဲယုံအများစုမှာမဲမပေးနိုင်ကြပါဘူး။ဒါပေမဲ့လည်းလုတ်ပြီးသမျှရွေးကောက်ပွဲတွေရဲ့ရလဒ်ကိုတော့အားလုံးကလေးစားကြရလိမ့်မယ်လို့ OSCE လို့ခေါ်တဲ့ဥရောပလုံခြုံရေးနဲ့ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကြီးရဲ့လေးလာကြည့်ကြရင်မူ လစ်ဘွန်မြို့တော်ဝင်ဟောင်းဂျာရိုဆူရက်စ်ကပြောပါတယ်ယူကရိန်းပြည်သူတွေရဲ့ဒီမိုကရေစီရဲ့စိတ်ဓာတ်ကိုဒီရွေးကောက်ပွဲမှာပြသခဲ့ပါတယ်သူတို့ရဲ့လူလာချက်တွေကိုမဲဘုံတွေကနေတဆင့်အင်းနဲ့အာနယ်ပြသဖို့အခွင့်အရေးလဲရခဲ့ကြပါတယ်အမေရိကန်အကြီးတန်းလေးလာသူတူဦးဖြစ်တဲ့လွှတ်တော်အမတ်မတ်ဂရင်းကလည်းအရှိဘက်ပိုင်းကမဲတွေဟာအခုအများစုရလက်ကိုပြောင်းလဲစီမှာမဟုတ်ဘူးလို့ဆိုပါတယ်။ in every place where it was physically possible အခုဒီမှာမြင်ခဲ့ရတာကဖြစ်နေတဲ့များနေရာတွေအားလုံးမှာမဲပွေးဝဲတွေလုတ်ပြီးမဲဆန္ဒတွေကိုလွတ်လွတ်လပ်လပ်မဲပေးကြရတာပါပဲဒါဟာနိုင်ငံရဲ့လူအများစုဆန္ဒဖြစ်ပါတယ်လေလာစောင့်ကြည့်သူတွေအားလုံးကယူကရိန်းပြည်သူတွေဟာအခက်အခဲတွေကြားကနေအခုလိုလွတ်လပ်တဲ့မဲပေးပွဲကိုပါဝင်ဆင်နွှဲကြကြတာလို့ဆိုပါတယ်လွှတ်တော်အမတ် Mark Green ကတော့ယူကရိန်းနိုင်ငံရဲ့ပြဿနာပေါင်းများစွာကိုဖြေရှင်းရေးမှာအခုရွေးကောက်ပွဲဟာအစပြုပဲရှိပါသေးတယ်ဆိုတာမမေ့သင့်ဘူးလို့ဆိုပါတယ်ခင်ဗျာ